ါတော့ဖားမီရဲ့မီးပေါ့နော်ဖားမီရဲ့မီးရွှေရဲ့မီးနေရာနေပြီးသေုပ်ဆောင်မှာအာတက္ကသိုလ်ကျောင်းသားပညာတတ်ကနေပြီးစေတမားဖြစ်ပြောင်းသွားမှာပေါ့နော်ဘယ်လိုမျိုးဒီနေ့ပါဝင်သေုပ်ဆောင်မှာဖြစ်ပါတယ်ဗျာဒါကကျွန်တော်တော့ဒီကားလေးမာဒီမိုးဆွေရဲ့အကိုဘိုးဝေနေရာနေပြီးဟိုဒီကောင်လေးအောင်ညောက်ပေါ့ဗျာသူ့ရဲ့ကိုရတမားရတမားဘွားနေပါအဲ့လိုမျိုးနေမှာသွားတဲ့ဂိုက်တာလေးနေနဲ့ပါဝင်သေုပ်ဆောင်မှာဖြစ်ပါကြာဟိုလိုချက်ခဲ့လဲဆိုတော့ဒီလိုပဲပေါ့ဟိုမိဘကိုရွေးတယ်ပေါ့မိဘကိုရွေးတယ်ဆရာသမားကိုရွေးတယ် အဲ့လိုရွယ်ရင်ကနေပြီးတော့ကျွန်တော်ဒီရက်သမားဖြစ်သွားပြီเนาะအဲ့လိုရက်ရက်တွေရက်တွေပိုင်းတောက်ဆေးလေးပိုင်းတောက်ကိုယ်နေပိုင်းစားအဲ့လိုကနေပြီးတော့အဖြေကိုကိုအတီတရားနဲ့ပေါ့ကိုယ်အတီလေးနဲ့ကိုပါပဲဟိုငါဒီလိုလုတာလေးမားပါလားဆိုပြီးတော့အတီတရားပြန်ရပြီးတော့ကိုယ့်ကိုရက်တွေဖြတ်တယ်ဟိုဆေးလေးတွေလည်းဖြတ်တယ်ကိုယ်နေလည်းဖြတ်တယ်ဒါပေမဲ့ဟိုလုံးဝကင်းကင်းလွန်းလွန်းကြီးပြတ်နိုင်တာတော့ကိုယ်မဲရှိနေတယ်ဆေးလေးရက်ကတော့ပြတ်သေးပါဘူးခါလေးတော့တော့ပါပဲ တော်နာမည်ကတော့ i5 ဖြစ်ပါတယ်ဗျ။ဟိုကျွန်တော်နာမည်ကတော့မင်းဘုံငန်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့။အဲခုဒီနေ့ပရဝဲပေးရတော့ကျွန်တော်ဖိုးဖွားဇလန်တွေအတွက်ကျွန်တော်တို့ဒီတက်ကတဲ့ဖေးရမှာပရဝဲဝေးလာတော့နော်။ဟိုဖွားချိုရောတော့နေမကောင်းလို့မလာပြဘူးဗျ။အဲတော့ဖွားမီရဲ့မီးပေါ့နော်။ဖွားမီရဲ့မီးဆွေရဲ့မီးနေရာနေပြီးတော့တေးဥဆောင်မှာအာတက်ကတူကြောင့်သားပညာလက်ကနေပြီးတော့စေတမအဖြစ်ပြောင်းသွားမှာပေါ့နော်။ဘယ်လိုမျိုးဒီနေ့ပါဝင်တေးဥဆောင်မှာဖြစ်ပါတယ်ဗျ။ဒါက ကျွန်တော်တော့ဒီကားလေးမှာဒီမိုးဆွေရဲ့အကိုမိုးဝေနေရနေပြီးတော့ဟိုဒီကောင်တယောက်ကိုပြောပေါ်ပြန်သူ့ရဲ့ကိုဒီရတမားအဲရတမားဘွားနေပါအဲ့လိုမျိုးနေမှာသွားတဲ့ character လေးနေနဲ့ပါဝင်သက်ဆိုတော့ပါပြောကြပါကျွန်တော်ကျတော့ဒီစပါစစစချင်းကလေးကကျွန်တော်ရတမားဖြစ်ခဲ့တာဟိုရတမားဖြစ်ခဲ့တာဆိုတော့နောက်ပိုင်းမှာကျွန်တော်ကနေမှာဟိုမှာပေါ့နော်ဒါကကြောက်အပေါင်းသိနေကြမှာပေါ့နော်အပေါင်းသိနေရနေပြီးတော့ ေပြောဒီလိုမျိုးတုံးနဲ့တင်ပြလိုက်တာပဲကိုကလည်းဒီဟာကိုလက်တက်သွားတဲ့သဘောမျိုးပေါ့ကိုကိုယ်တိုင်နဲ့ကလည်းပါဝါမျိုးလဲပါပေါ့အပေါင်းတင်းတဲ့ပဲလေအဲ့လိုမျိုးပဲစီသွားမှာပေါ့နောက်ပိုင်းညစီသွားဖြစ်သွားမှာပေါ့အဲ့လိုပြောပဲဒီရက်တွေစလေးတွေနဲ့ဝေးပါပဲပါပြီအရင်ကတော့ကျွန်တော်လည်းတရားဟုတ်တရား30ပါပဲဘယ်လိုချက်ခဲ့လဲဆိုတော့ဒီလိုပဲပေါ့ဟိုမိဘကိုရွေးတယ်ပေါ့မိဘကိုရွေးတယ်ဆရာသမားကိုရွေးတယ်အဲ့လိုရွေးရင်ကနေပြီးတော့ကျွန်တော်ဒီရက်သမားဖြစ်သွားပြီပေါ့နော်အဲ့လိုရက်ရက်တွေရက်တွေပိုင်းတော့စလေးတွေပိုင်းတော့ ခွေးနေပါလေစားအဲ့လိုကနေပြီးတော့တပြေကိုကိုအတီတရားနဲ့ပေါ့ကိုအတီလေးနဲ့ကိုပါပဲဟိုငါဒီလိုလှုပ်တာကြီးမားပါလားဆိုပြီးတော့အတီတရားပြန်ရပြီးတော့ကိုကိုပဲရက်တွေဖြတ်တယ်ဟိုဆစ်လေးတွေတက်ဖြတ်တယ်ခွေးတွေတက်ဖြတ်တယ်ဒါပေမဲ့ဟိုလုံးဝကင်းကင်းလွန်းလွန်းကြီးပြတ်နိုင်တာတော့ကိုယ်မဲရှိနေတယ်ဆစ်လေးရက်ကတော့ပြတ်သေးပေါ့ခါလေးတော့တော့မှာပဲငါတော့အရင်ကတော့ဒီမျိုးကိုယ်နော်ဆစ်လေးတို့ရက်ကျွန်တော်လည်းတောက်ခင်ရပါတယ် မျိုးရှိခဲ့ရပါပဲအခုဒီမှာတော့နောက်မှတော့ကျွန်တော်တို့တိတ်ပြောတော့မရှိတော့တခါတလီပေါ့နော်အဲ့လိုတခါတလီကြရင်တော့ဒီရတော့ပါတော့တောက်ဖြစ်တယ်ရက်ကျန်းနေပါရတော့ကျွန်တော်တို့မတောက်ဘူးအဲ့လိုမျိုးပါတခါလီစိတ်ညစ်တဲ့အချိန်တို့အဲ့လိုမျိုးကိုတငယ်ချင်းနေနဲ့တွေ့တဲ့အချိန်အဲ့လိုချိန်မျိုးမှာတော့တောက်တယ်ကျန်တဲ့အချိန်တော့ဒီတိုင်းဆုံးတော့တာပေါ့ဆုံးပေါ့ဆုံးလဲဆုံးတယ်အဲ့လိုမရှိဘူးပေါ့ ကျွန်တော်လည်းခုနောက်ပိုင်းကျတော့ဒီအင်းရဲ့အပြင်မထွက်တော့ပါပါတယ်ဒီဘဲမလည်းမသွားပြတော့ဘဲမလည်းမသွားဘူးဒီအရင်အဲ့လိုထိုင်နေအိတ်တယ်စားတယ်အဲ့လိုမျိုးပဲနေတာဆိုတော့အဲ့ပြင်းနေပါတယ်အဲ့လိုဆိုရင်တောက်ပြပါရဲ့ကော်ဖီတွေပေါ့နော်ကော်ဖီတို့မဟုတ်လို့တော့တောက်ရတယ်ကျွန်တော်နောက်တော့ရတယ်ဗျနောက်တော့လုံးဝအကြီးကြီးရတယ်ဘာလို့လဲဆိုတော့ဒီ မိဘကိုရွေးလိုက်တော့ကို့တော်ကဘာကောင်းကျိုးမှလည်းမရှိဘူးဆရာသမားကိုရွေးလိုက်လို့ရှိရင်လည်းကို့တော်ကဘာကောင်းကျိုးမှလည်းမရှိဘူးအဲကောင်းကျိုးမရှိတာကိုတိတိနဲ့ဘာလို့ဆက်လုပ်တော့မှာလဲအဲ့တော့ဟာမလို့ကျွန်တော်ကို့ဘကိုရောက်ဖြတ်တယ်ကို့စိတ်ကိုရောက်ထိန်းတယ်ဒါပေမဲ့လို့တစ်ခါရောက်တော့တစ်ခါတည်းရောက်ပြန်တော့မနိုင်ဘူးဒါရောပြန်ပြန်ပြီးလုံးပြီးလုံးရှင်သေးပေါက်တယ်ဟုတ်တယ်စိတ်လုံးဝမထိန်းတော့ဒါရောပြန်ပြန်ပြီးလုံးရှင်သေးပေါက်တယ်အဲ့တော့လုံးပြလိုက်တယ်ပြီးလို့ရှိရင်ကို့ကိုအေးဆေးဆေးလေးနေပြလိုက်တယ်အဲ့လိုပဲမိဘကိုရွေးတယ်ဆိုတော့မကောင်းဘူးပေါ့မိဘကံဆိုတာရှိသေးတယ်လေမိဘကံကြီးထားရဆိုလို့ရှိရင် လုံးမမရတော့သာသမီကအဖာရောကိုယ့်ဘဘွယ်ပြင်းပြမိတယ်။ကျွန်တော်ကကျွန်တော်ရောရတယ်ဆိုတော့ဒီအမှုပညာလောကတွေကိုစပြီးတော့ဝင်ကြတဲ့ကကျွန်တော်အဲ့ကလေးကဒီဆရာရဲ့ဆက်ဆက်ဆုံးမမှုတွေရောပြီးတော့ဒီတခြားအလိုလိုသူတင်တန်းသားချင်းချင်းကိုကြည့်ပြီးတော့ဩသူတို့ဒီလိုတွေလိုနေခဲ့တာပဲဩငါလည်းဒီလိုလိုပြန်လေးလို့ရတာပဲငါအိမ်ကဘယ်လိုနေခဲ့တာလဲဆိုတော့ပြန်ပြီးတော့စဉ်းစားပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ဆုတ်ချလိုက်တာပါဟုတ်တယ်ဆိုတာအပြော်ပဲဖြစ်ဖြစ်စိတ်ညစ်လို့ပဲဖြစ်ဖြစ်မတော့တဲ့အရာတွေကလုံးဝပါပါရဲ့ ီကောင်းနေတောက်မယ်ဆိုရင်ရေရှည်ဆွဲတုံးမယ်ဆိုရင်ဘဝရေပါဘဝရေတယ်မဟုတ်ဘူးကိုကူကိုပါပြက်စီးသွားမယ်ဘောနော်လုံအောင်ကိုမကောင်းတဲ့အရာတွေမလုပ်သင့်ဘူးပေါ့တကယ်တမ်းကိုရုံထွက်တာအကောင်းဆုံးပဲဒီလောကရနေပြီကိုလိုပြောမအောင်ဒီကောင်းနေတောက်လိုက်လို့ကိုတည်းလည်းဘာမှကြိုးမရလာဘူးစိတ်ညစ်သွားတာလည်းမပြောက်ဘူးသူမူးသွားတဲ့အချိန်ပဲကောင်းမယ်လေအမ်မနေ့ကမူးလင်းလာရင်ပြင်ပြီးရောမူးပြင်ပြီးသွားပဲမဟုတ်ဘူးလားအရာရာတိုင်းအားကြောင့်မကောင်းပါဘူးညနေမြစ်တာရခဏဘောနော်မတောက်ပါနဲ့တက်လာရင်တော့ရှောင်ရပါဘူးဟုတ်ကဲ့ တော့တခါတလေပဲကျွန်တော်တို့အဲ့လိုမတောက်တယ်လို့တော့မရှိဘူးတခါတလေပဲတောက်ဖြစ်တယ်အဲ့လိုမျိုးမရှိဘူးတခါလေးတောက်တာတော့ကောင်းပါလေတခါလေးတောက်တာပဲကောင်းတယ်စေးပြေဝါပြေပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပဲကောင်းတယ်ဗျဟုတ်ဟာပေါ့ဟာလေတုံးတဲ့ရင်စေးတုံးတဲ့ရင်စေးမတုံးတဲ့ရင်တော့ဘေးပေါ့နော်အဲ့လိုမျိုးပေါ့